မိတ်ဆွေရဲ့အိမ်မှာဒီပစ္စည်းတွေရှိမှဆိုရင်အမြန်ဆုံးလွတ်မြစ်လိုက်ပါအဲဒါဆိုရင်မကောင်းတဲ့ကံတွေပြန်ကောင်းလာမယ်ပိတ်နေတဲ့လက်တွေအကုန်ပွင့်သွားမယ်ဆိုတော့မိတ်ဆွေတွေဒီမှာရှိနေတဲ့အဲ့လိုမကောင်းတဲ့အညစ်အကြေးအနှောက်ယှက်ပယောဂတွေမှန်သမျှအကုန်လုံးအဲပပျောက်သွားမှဖြစ်ပြီးတော့မကို့အတွက်ကံကောင်းမှုတွေရောက်ရှိလာစေမှဖြစ်ပါတယ်โอเคဆိုတော့ပထမဦးဆုံးအနေနဲ့ကကျွန်တော်တို့အိမ်မှာရှိတဲ့ထုံးစံအတိုင်းပေါ့နော်ဘေးရင်စရာတွေပြောနေကြတဲ့အထည်ထိဖက် အဲသာပြင်းအဲ့လိုမျိုးအဝိစာအငြိအဆုပ်အပြက်တွေလွတ်ပြစ်တဲ့အပြင်ထီးအဆုပ်ပြက်အသက်တွေလွတ်ပြစ်တဲ့ပြီးဖနက်မစီရတဲ့ဖနက်တွေအဟောင်းတွေဖနက်အဟောင်းတွေသာသဖြင့်ဓာတ်တွေကိုအရင်ဆုံးလွတ်ပြစ်တဲ့တာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့အိမ်ပတ်ဝန်းကျင်ကိုကျွန်တော်မျက်လုံးရင်းနဲ့တစ်ချိန်လေးလိုက်ကြည့်လိုက်ပေါ့နော်အဲအဲ့လိုမျိုးအငြိအကျေးတွေမှန်သမျှဘလို့ဟာရှိတယ်ပေါ့ဥပမာတချို့ဆိုရှိတယ်ဗျာအဲ့လိုကြွကြွိတ်တွေနဲ့တမဈေးဝယ်တယ်အဲ့ကြွကြွိတ်တွေကိုမှန်တိန်ထားဆုတ်တာမျိုးတချို့ဆိုရှိတယ်သီလားအဲ့လိုကျွန်တော်တို့ရဲ့ကျွန်တော်အမေလည်းအဲ့လိုပဲအများနဲ့ဆုတ်တတ်တယ်အဲ့ဒါဆိုတော့အခုလက်ရှိဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေလည်းအဲ့လိုကြွကြွိတ်တွေဆုတ်လာဝါသနာပါတဲ့သူတွေရှိကောင်းရှိနိုင် ုင်တယ်အဲ့ဒါအမှန်တကယ်တော့မလုံတဲ့တဲ့သဘောတရားဗျအဘေးရင်သဘောတရားအရာကြည့်ရင်ပေါ့နော်တဖက်တနက်ကြည့်မယ်ဆိုလဲကြွကြွိတ်စုဆောင်ထားတာဆိုတော့ကိုလိုရတဲ့နေရာမှာပြန်သုံးလို့ရတယ်အဲဆိုတော့ဘေးရင်သဘောတရားကြည့်မယ်ဆိုမကောင်းဘူး ဆိုတော့ကိုယ့်ရဲ့ကံကြမ္မာအရာအဲကိုကိုရိုင်းကကံညံ့နေတယ်လို့ခံစားနေရမှာဆိုတော့မိတ်ဆွေစုထားတဲ့ကြွကြွတွေကိုသွားပြီးတော့မှနှုတ်ပြစ်တင်တယ်ဆိုတော့ကြွကြွကြီးစုတဲ့တဲ့သူတွေအဲကျွန်တော်ရဲ့အမေတွေပါကောင်းပါမယ်အမွေရွယ်တွေအဖွားရွယ်တွေပါကောင်းပါမယ်အဲ့လိုကြွကြွကြီးတွေကိုစုထားတဲ့ဆိုရင်နှုတ်ပြစ်ပါအဲ့လို plastic 8တွေလိုပါလို့ဆိုလို့ရှိရင်နှုတ်ပြစ်တင်တယ်အဲပြီးလို့ရှိရင်ဒီနောက်ဖေးဘက်ကိုတစ်ချက်ကြည့်ရမှာမိဖို့ကြောင့်အဲမိဖို့ကြောင့်ကိုမှကျွန်တော်တို့ဟင်းချက်တဲ့နေရာအဲမိဖို့ကြောင့်ဟင်းချက်တဲ့နေရာမှာဒဲအိုးတွေရှိတယ်ဆိုတော့ဒဲအိုးတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲဒဲအိုးတွေအောက်မှာစီတွေဝင်နေတာမျိုးတွေရှိနိုင်တယ်ဆိုတော့အဲ့ဒါတွေကကျမ်းမာရေးအတွက်လည်းမကောင်းသလိုဘေးရင်သဘောတရားအရ ြဆိုလို့ရှင်ねအပူဆိုတဲ့သဘောတရားအပူတွေကိုဖိတ်ခေါ်နေရဲဆိုတဲ့သဘောတရားရှိတဲ့ပုံစံမျိုးမှာသွားတာဗျာဒီအတွက်ကြောင့်မလို့အဲ့မီးဘွေဘေးမှာကြနေတဲ့အဲ့လိုစီစီငွေလို့ပြောရမှာလားပဲအဲ့လိုစီအညစ်ကြေးပုံစံမျိုးလေးတွေဗျာအဲ့ဒါလေးတွေကိုတစ်ချက်ဖယ်ထုတ်သင့်တယ်နောက်တစ်ခုကထမင်းအိုထမင်းစားတဲ့အိုထမင်းအဆန်တွေကိုထည့်ပြီးတော့မှထမင်းချက်ရတယ်ထမင်းစားတဲ့အိုပြီးရင်ဟင်းချက်တဲ့အိုအဲ့ဟင်းအိုကိုကျွန်တော်တို့ဟင်းချက်တဲ့နေရာမှာထမင်းချက်တဲ့နေရာမှာဆိုဗျာဥပမာဒီဟိုပါပေါ့ရောင်းမရှိလိမ့်မယ်ပေါ့နော်ရောင်းမနဲ့ထမင်းမွေတာဒါမှမဟုတ်ရှင်ねဒီထမင်းအိုးတွေကနေထမ မင်းပကံတွေကိုကော်ထည့်တဲ့နေရာမှာဇွန်းတို့ပါဘူးနဲ့ကော်ထည့်ကောင်းထည့်နေမြေဗျာအဲ့နေရာမှာဒီထမင်းတွေကိုကျွန်တော်တို့ဒီကော်တဲ့အာဥမာရှိမယ်ပေါ့ဒီမှာဇွန်းကြီးကြီးလားအဲ့လိုမျိုးရှိမယ်မြေဗျာအဲ့လိုမျိုးဇွန်းကြီးကြီးကထမင်းကြောက်တွေကတ်နေတတ်တယ်ကျွန်တော်ဆိုလိုတာမျိုးလုံးနဲ့မြင်တာလားမသိဘူးမပြောပြတတ်လို့နော်အဲ့လိုဇွန်းကိုဗျာထမင်းကြောက်တွေကတ်နေတယ်တမလားအဲဇွန်းကြီးပတိကတ်နေတယ်အဲ့ဒါကဥမာကိုကမနက်ခင်းထမင်းစားတယ် အဲ့ဒီသွင်းနဲ့ခတ်တယ်။ညနေခင်းထမင်းစားအဲ့ဒီသွင်းနဲ့ခတ်တယ်။အဲ့အဲ့လိုကြီးကတစ်ချက်အဆင်မပြေဘူး။အဲ့ဒါကထမင်းနေရအဲ့လို6အဲ့ဒီဇုံးမှာနည်းနည်းလေးပြထမင်းစီတွေကတ်နေပြီးတော့မှအဲ့လိုကြိကြောက်တက်နေတဲ့ပုံစံမျိုးဖြစ်တတ်တယ်။ဆိုတော့အဲ့ဒါကခဏခဏဆေးပေးတဲ့အရာဖြစ်တယ်။ဒါမှမဟုတ်ရှင်လေအဲ့ဒီဇုံးကိုရေနူးထားတာမျိုးတစ်ချက်လုပ်တင်တယ်။အဲ့ဒါကတချို့လူတွေမသိကြသေးဘူးပေါ့နော်။ဆိုတော့ဒါလေးလေးတစ်ချက်လုပ်စီရင်လည်းနောက်တစ်ခုကအိမ်ကိုယ့်ရဲ့အိမ်ရဲ့ရေတွင်းကိုတစ်ချက်ကြည့်ရမှာဖြစ်ပါတယ်။ဆိုတော့ရေတွင်းရေကန်နေရာမျိုးတွေပေါ့နော်။အဲ့ဒီနေရာမှာဒီအဝတ်တွေတချို့ဆိုလို့ရှင်အဝတ်တွေ အဲဘယ်လိုပြမလဲအဝေးတွေရှော့မယ်ကွာဆိုပြီးမှအဝေးတွေစိန်ထားရတယ်အဲပြီးတော့မလျှော့ပြသေးဘူး၃လင်းကားရကြတပတ်ဆက်ရကြမလျှော့ပြဘူးစသဖြင့်အဲ့လိုမျိုးအဝေးတွေညစ်ပတ်ပြီးတော့မပုံကြနေတယ်ဆိုတာကြီးကမဖြစ်သင့်ဘူးဆိုတော့အဲ့အရာတွေကတစ်ချက်အဲသတိထားမယ့်အချက်ဖြစ်တယ်အဲ့ဒါအမှန်တကယ်ဆိုရင်မလုပ်သင့်ဘူးအဲ့အချက်တွေကိုသတိထားမှာဖြစ်ပါတယ်နောက်တစ်ချက်ကကိုယ့်ရဲ့အိမ်သာအိမ်သာဆိုတဲ့သဘောတရားကိုနားလည်အောင်ရှင်းပြမယ်အဲ့ဒါဆိုတော့ အိမ်သာဆိုတာကိုမိတ်ဆွေစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ရဲ့သာဆိုတာသာဆိုတာကများသောအားဖြင့်ကောင်းတယ်လို့ပြောကြတာဗျာအဲ့ဆိုအိမ်သာဆိုတော့အဲကောင်းတဲ့နေရာလို့စကားလုံးကိုဘာသာပြန်မယ်ဆိုကောင်းတဲ့နေရာဒါပေမဲ့အိမ်သာဆိုပြီးပြောပြောလိုက်မယ်ဆိုရင်တော့ဒီတစ်ခါအညစ်အကြေးဆုံးတဲ့နေရာကြီးဖြစ်နေတာမြန်မာလူမျိုးတွေဘလို့နာမည်ပေးခဲ့တယ်တော့မသိဘူးပေါ့နော်အဲဒါပေမဲ့အိမ်သာကိုတစ်ချက်ကြည့်ရမယ် ဆိုအိန္ဒါကညစ်ပတ်နေတာမျိုးတစ်ချက်မဖြစ်သင့်ဘူးဆိုတော့အိန္ဒါမှာသုံးတဲ့တပြက်စီးသုံးမဟုတ်အိန္ဒါစေးတဲ့ဟိုတခုခုပေါ့နော်အဲ့လိုရှိမဲ့အရာတွေကညစ်ပတ်နေတာမျိုးတွေမဖြစ်တတ်ဘူးဆိုတော့ဥမာတချို့သူတွေဆိုပြောရရှိတယ်အဲ့အိန္ဒိန်အိန္အိန္ဒိန်မှာမိသားစုပါအိန္ဒောင်မှုနိုင်နေတာမနိုင်နေမှုတော့သိကျင်အဲ့အိန်ကိုရောက်လို့ရှိရင်အိန္ဒါကိုအရင်သွားကြည့်ဆိုပေသဘောတရားတွေပြောကြလို့ရှိတယ်ဗျာဆိုတော့ဘေးရင်သဘောတရားမှာလည်းထို့အတူပဲအိန္ဒါအိန္ဒါအောင်အိန္ဒါကိုစေးရမယ်အဲဆိုတော့ကျွန်တော်ဆိုလိုချင်တာနားလိုက်တာအိန္ဒါအိန္ဒါအဲ့လိုသဘောတရားနော်ဆိုတော့အဲ့ဒါကတစ်ချက် အညင်ကြီးတွေစေကြောတန့်စင်ရေဒီပါလေးတခြားလေးလောင်းပြီးတော့မှစေကြောတန့်စင်ပြီးတော့မှတခြားလုပ်ကြည့်ပါနောက်တစ်ခုကတော့ကိုယ့်ရဲ့အိမ်ဦးခန်းဖြစ်ပါတယ်အိမ်ဦးခန်းမှာတပြက်စီအမွေးတွေကြာနေတာမျိုးမဖြစ်သင့်ဘူးအိမ်ဦးခန်းမှာတပြက်စီအမွေးတွေဆိုတာဘယ်လိုပြောပြလဲတပြက်စီလဲဆိုအဲ့တပြက်စီအမွေးတွေကျွတ်လိမ့်ရှိသိလားတပြက်စီအသစ်ဆိုရင်ပို့ပြီးမှသိတာအမွေးတွေကျွတ်တယ်အဲ့လိုအမွေးတွေကအိတ်မကောင်းဆိုတော့အဲ့ဒါတွေကျွတ်တယ်ကျွတ်တာမျိုးတွေပါရှိမယ်ဆိုလဲအဲ့ဒါအမြန်ဆုံး လွန့်ပြစ်သင့်တယ်ဆိုတဲ့သဘောတရားမပါဘူးနောက်တစ်ခုကချိုးချင်းအခွန်လေးတို့ပလတ်စတစ်အခွန်တိတိမမွလေးတွေတချို့သူသိရမလားချိုးချင်းစားပြီးမှအခွန်ကအောက်ကျတယ်မကြုံညင်ဘူးဆိုအဲ့အခွန်ကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့6လေးနဲ့ BO out ထိုးလိုက်တာတို့သဘောကောင်အောင်ထိုးထားလိုက်တာမျိုးလို့ဘာလို့လုံးလေးလုံးတက်ရှိအဲ့ဒါကလည်းအမှန်တကယ်ဆိုမကောင်းတဲ့အရာအဲ့ဒါဆိုတော့အဲ့ဒါမျိုးတွေတချက်မလုပ်သင့်ဘူးအဲ့ဒါတချက်သတိထားမယ်ထင်မပါဘူးအိမ်ဦးခန်းပိုင်းမှာဆိုလို့ရှိရင်ဒီအိမ်ရဲ့ဒီမျက်နှာချက်ကကျွန်တော်ပိုးမြင်နေပါတယ်မရှိနေသိဘူးဆိုတော့အဲ့ပိုးမြင်နေကိုလည်းဖယ်ရှားသင့်တယ်ထင်မပါဘူး နောက်တစ်ခုကတော့ကိုယ့်ရဲ့ပတ်စံရင်ထဲမှာရှိနေတဲ့အဲ့လိုမျိုးငွေစင်းဖြတ်ပိုင်းနေ ATM ဆက်ကထွက်လာတဲ့ receipt တွေငွေဘောင်ချာဖြတ်ပိုင်းနေအဲ့လိုဟာတွေကိုကျွန်တော်ထည့်ပထားတယ်ဆိုတော့ကိုယ့်ရဲ့ပတ်စံရင်ကိုလှမ်းထဲမှာဘလို့ slit တွေပါရှိတာဘာလာညာ plastic အတူထောင်းအွားတွေအကုန်ထုတ်ပြစ်ဒါတွေမှာဆိုရင်ပို့ပြီးတော့မှဆင်ပြေပါတယ်နောက်တစ်ခုကကိုယ့်အိမ်ရဲ့အိမ်ရှိကိုကြည့်ရပါမယ်။အိမ်ရှိဆိုတာကကောင်းတဲ့နေရာပါ။အဲ့နေရာမှာအပူနဲ့ပတ်သက်တဲ့ပစ္စည်းတွေမရှိသင့်ဘူး။ ထီးအဆုပ်ပြတ်သက်တွေကိုယ့်အိမ်ရှိမှာလားချထားတာဆိုအဲမကောင်းတဲ့အရာအញ្ញံဆုံးဖယ်ရှားတဲ့သဘောတွေရတယ်မပါတယ်ပြီးတော့ကိုယ့်ရဲ့အိမ်ရှိကိုလေ့လာကြည့်ရမယ်အဲစနေနံနီးနဲ့ပတ်သက်တာတွေမရှိရဘူးဗျာစနေနံဆိုတော့ဒီမှာတတ်တာနာစနေကိုယ့်ရဲ့အိမ်ရှိမှာထင်းယူပိန်ပေါက်နေဆိုအဲမကောင်းတဲ့အရာခုတ်ပြည့်တဲ့နေဆိုတဲ့ဘောတာမပါရဗျာအဲနောက်တစ်ခုကဘာရှိမလဲအိမ်ရှိမှာအမအဲထနှောင်းပိန်အဲ့လိုတွေမှာဆိုလည်းနေသိတော့သဘောမကျဘူးအဲ့လိုတစ်ချက်ရှိတယ်ဆိုတော့ကိုယ့်ရဲ့အိမ်မှာအိမ်ရှိမှာအဲမီးဘူကြီးပြတ်သွားလို့အဲ့မီးဘူကြီးကိုအိမ်ရှိမှာ ณะปิดท่าได้โหขณะท่าได้โหอะไรอีก็เลยไม่ก้าวเนี่ยอย่าเว้ยอะไรจะตรีท่าอ่ะพี่รอจนเราโหชื่ออ่ะပြောตัวโหดีทําไมนี่โหเอ่อดีโกโกเนี่ยดิออกมาวึดเนี่ยอุ๊มาปะโซတော့ไม่ป่าวพี่อ่ะทําไมปออดิก็ทําไมนี่โหยีไอ้เตยเนี่ยไอ้ชื่อมาไม่ลั้นเองอ่ะจนเราอ่ะอะโลပြောတော့จนเราดียางกงมาနေတဲ့ไตคันเนี่ยနေတဲ့သူတွေอ่ะจนเราลาပြောกองပြောเลยมั้ยเอ่อနေอาเซมบีရဲ့အတွက်ကြောင့်လုတ်တဲ့နေอาเซมบีရဲ့အတွက်ကြောင့် အဲတချို့နေရာတွေမှာလုံမိတာပဲလို့ဘာလို့ညာလို့ပြောကောင်းပြောနိုင်တယ်သို့ပေမဲ့ကိုယ့်ဘက်ကလည်းတတ်နိုင်ဆုံးတော့သတိထားပေါ့ဗျာမဖြစ်နေစင်တော့တမျိုးပေါ့ဗျာနော်ကျွန်တော်ကသတိထားဖို့အတွက်ကိုပြောရလीနော်ကိုအိတ်တဲ့အိယာရဲ့ခေါင်းအဖုံးနေပြီးလို့ရှင်ဖက်လုံးခွလုံးအဖုံးနေအပြင်ကိုအိတ်တဲ့အိယာရဲ့ချင်းအောင်နေအဲ့အရာတွေကလည်းညက်ပတ်နေရအောင်မဖြစ်တဲ့အဲ့ဒါကလည်းအိတ်တဲ့အိမှာမကောင်းတဲ့အရာတွေလို့ကျွန်တော်သတ်မှတ်လို့ရတယ်နောက်ဆုံးတစ်ခုကတော့အိတ်တဲ့အိမှာစွန့်ပစ်တဲ့အမိုက်တွေအဲ့အမိုက်တွေကစုပြုံနေမယ်ဆိုမကောင်းတချို့ကလည်းရှိရလीတပတ်စာတပတ်စာအမိုက်တွေစုစုပြီးတော့မှပစ်တယ်သူတွေရှိ အဲ့လိုဟာတွေကတိတ်မကောင်းဘူးဗျအဲ့ဒါလေးတစ်ချက်ဖြစ်နိုင်ရင်တော့တတိထားပေးစီခြင်းနေဆိုတော့ကျွန်တော်ရှိကပြောသွားတဲ့အကြောင်းအရာလေးတွေတခုရင်းလေးသည့်တတိထားပြီးတော့မှဆောင်ရွက်သွားမယ်ဆိုကိုယ့်ရဲ့အိမ်နေအိမ်နဲ့တန်ရှင်းတက်ရက်သွားမှအသေးကြပဲပြီးတော့ကိုယ့်ရဲ့ကန်တရာလေးလည်းပြန်ပြီးတော့မှကောင်းစီမယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေရာနေမှာအာမခံပြီးမှပြောတယ်မိတ်ဆွေဗျာကိုယ့်ကိုယ်ကမကောင်းလို့ခံစားနေရမှာကျွန်တော်ရှိကပြောရတဲ့ဟာတွေအဲ့လိုတက်ရက်လောက်အချိန်မိမှလိုက်လုပ်ကြည့်လိုက်အဲ့လိုသေးသေးလေးပြန်ပြီးတော့မှကောင်းလာလိမ့်မယ်တင်းကောင်းနေကြားလာလိမ့်မယ်နော်โอเคဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေရာတော့ဒီလောက်ပါပဲ